အိုဇေးရဲ့အမိုက်စား Dream Team ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ GK Corners ကနေအားဆွေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အိုဇေးဆိုတာမော်ဆန်နဲ့ဖန်တီးမှုတွေနဲ့ SS Game ဘဝကိုပိုင်ဆိုင်မှုတွေသူရဲ့အထက်ပြန်ဆုံးအချိန်ဒီမှာဂန်ဝင်းဆန်လုံးခဲ့ပြီးတော့ပရိသတ်တန်းပေါင်းများစွာနှလုံးသားတွေခိုင်မာစွာနေရာယူခဲ့ပါတယ်။အိုဇေးကထက်မြတ်ခြေစွမ်းပိုင်ဆိုင်ထားသူနှလုံးသားလှသူလည်းဖြစ်ပါတယ်။သူရဲ့ကိုယ်ပိုင်ဝင်ငွေတွေတဲကနေကလေးငယ်အတွက်လူတိုင်းမှုများစွာပြုလုပ်ခဲ့သူပါ။ ဒီနိုင်ငံမှာခွဲခြားဆက်ဆံခံရတဲ့ဝီဂါလူမျိုးတွေအတွက်လည်းအိုဇီကဆရာထက်တန်စွာနဲ့ကူညီဆောင်မပေးခဲ့ပါလေ။ချန်ပီယံလိနဲ့ပတ်သက်ရင်အိုဇီမှာအမှတ်တရတွေရှိနေပါလိမ့်မယ်။တရားသည့်ချန်ပီယံလိမှာဆိုရင်အိုဇီပို့ပြီးတော့ရင်ခုန်နေမယ်ထင်ပါတယ်။အိုဇီကလက်ရှိရာသီချန်ပီယံလိရဲ့သူ့စိတ်ကြိုက် Dream Team ကိုရွေးခဲ့ပါလေ။အိုင်သင်းကိုအိုဇီက3လနှစ်နှစ်ပုံစံနဲ့ရွေးချယ်ခဲ့ပြီးတော့လက်ရှိချန်ပီယံလိချန်ပီယံမန်စီးတီးကစားမက3အထိပါခဲ့ပါလေ။အိုဇီရဲ့ Dream Team မှာဂိုးသမားကနော်ယာ၊ခန်းစင်းညာမှာ DS Ramos, Rudiger ကွေးလင်ရအတွက်ရာဂီတစ်ရိုဒရီကာမာဗင်ဂါတိုက်စစ်ကစားမတွေဖြစ်စာနေစာကာအမ်ဘပီဟာလန်တို့ပါဝင်ခဲ့ပါတယ်။အိုဇီရဲ့ဒရင်းဒေးမှာသူနဲ့တက်ခစ်တဲလို့ဆိုရမယ်ရာမို့စ်ရာဂီတစ်တို့ပါဝင်လာတာထူးခြားမှုလို့ဆိုရပါမယ်။တိုက်စစ်ကစားမတွေထဲမှာစာကာလူလူငယ်ကျယ်ပွန်လေးကိုအိုဇီယုံကြည်လိုက်တာတိတ်ပြီးတော့မိုက်ပါတယ်။စာကာအာစတန်မှာအိုဇီသဘောကျဆုံးစားမဖြစ်နေတာပါ။အာစနယ်ကစားမ၏ထဲမှာဘလွန်ဒီယိုစုမျောလင်းနိုင်တဲ့အထိထုံးပေါက်နေတာစာကာတအူးတည်းပဲရှိပါလေ။အိုဇီရဲ့ဒရင်းတင်းမှာပါဝင်တဲ့ကျယ်ပွဲမှာ ။အိုဇေးကသူ့ရဲ့ drinking ရဲ့ညာတော်မှန်အတွက်စားကောင်းယုံကြည်သလိုဘဲတော်မှန်အတွက် MVP ကိုရွေးချယ်ခဲ့တယ်။လက်ရှိဘောလုံးလောကမှာ MVP ကဘဲတော်မှန်မှာအကောင်းဆုံးစားနိုင်သူတစ်ဦးဖြစ်ပါတယ်။စာနေကိုအိုဇေးရွေးချယ်ခဲ့တာတော့အတော်လေးအားသင့်စရာပါ။စာနေကထိတ်တန့်အသင်းတွေမှာကျင်းလည်ခဲ့ဘူးပေမဲ့တရားပြဒနာနှိပ်စက်လို့နာမည်ကြီးတဲ့လောက်မကြီးခဲ့ပါဘူး။သူ့ exam ဘွားကရက်တန့်သလိုဖြစ်ခဲ့ရပါအထောင်တိုင်းစင်နေရာအတွက်အိုဇေးကဟာလန်ကိုရွေးချယ်ခဲ့တယ်။တကယ်မှန်ကန်တဲ့ရွေးချယ်မှုပါပဲ။ဟာလန်ရဲ့ဂိုးသွင်းတော့ကကြောက်ခမန်းလေးလေးဖြစ်ပြီးတော့ဇိုင်းရင်တွေတင်ထားခဲ့ပါတယ်။ ဟာလန်အသင်းရဲ့ကစားကွက်ကိုကူညီနိုင်စွမ်းနှေးပါပေမဲ့အခွင့်ရလာရင်ဂိုးသွင်းမှုအသင့်ရှိနေသူပါ။အိုဇေးကသူကိုယ်တိုင်အကောင်းဆုံးကွင်းလှည့်လူတူဖြစ်ဘူးလို့ကွင်းလှည့်လူရွေးချယ်ရမှာလဲတော်လေးကိုဂယူဆိုင်ခဲ့ပါရီ။ဆီဗီလာဘာစလိုနာအသင်းတွေမှာကွင်းလှည့်မော်ဆရာဖြစ်ခဲ့သူရာဂီတစ်ကသူခေသူခါမှာဆွဲမဲ့ဖွယ်အကောင်းဆုံးကစားသမားပါ။ဘောလုံးအုံနောက်လဲကောင်းမှုပြီးတော့ဂိုးဖန်တီးမှုသွင်းကိုယ်တွေကိုလည်းဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်ပါရီ။အိုဇေးနောက်ထပ်ရွေးချယ်လိုက်တဲ့ကွင်းလယ်လူရိုဒရီကတော့ဘာလွန်ဒီယောရတဲ့အထိကိုအစွမ်းပြတာလို့ငင်းပွားဝေရမရှိအကောင်းဆုံးကွင်းလယ်လူဒူးပါပဲ ကမာဗင်ကတော့ရေသွေးမြင့်လူငယ်ကွင်းလဲလူတူးဖြစ်ပြီးတော့အချိန်ပေးစောင့်ကြည့်ရပါဦးမယ်။ခုချိန်မှာရီယယ်ကွင်းလဲမရှင်းဖြစ်ကစားမတူးဖြစ်နေပါပြီ။ခန်းစစ်မှာမန်စီးတီးက DS ရီယယ်ကန်တွေရာမို့စ်ရီယယ်ခန်းစစ်ရဲ့မရှင်းဖြစ်ရူဒီဂါတို့ကိုအိုဇေးကရွေးချယ်ထားပါပြီ။အိုဇေးရဲ့ဒရင်းတင်းကခန်းစစ်ကစားမ၃ကတကယ်မာဂုံမြင့်ကစားမတွေကြီးပါပဲ။ပြိုင်ဘက်ကိုခက်ကြမ်းကြမ်းတားဆီးမဲ့သူတွေပဲဖြစ်ပါလိမ့်။တကယ်လို့များအိုဇေးရဲ့ဒရင်းတင်းကိုပြိုင်ပွဲတစ်ခုမှဝင်စားခိုင်းမယ်ဆိုရင်ချန်ပီယံအောင်ပွဲနဲ့နှီးစားနိုင်မယ်ထင်ပါလိမ့်။အိုဇေးကိုယ်တိုင်ဝင်စားမယ်ဆိုရင်လည်း ် draining ကပိုပြီးတော့ကောင်းနေအောင်မှာပါဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျာအာဆင်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းအရာတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် live follow subscribe လုပ်ထားပြီးကြပါဦးကျွန်တော်တို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ